ကဲမင်္ဂလာပါကျွန်တော်တို့မတွေ့တာလေးကြာပြီဆိုတော့ကျွန်တော်တို့ဒီဘက်မှာဒီနေ့မှာလည်းကျွန်တော်တို့ဂမ်ဘာကိုတစ်ချက်သွားကြည့်ကြမှာမလားဂမ်ဘာကိုမကြည့်ခင်ကျွန်တော်တို့ညညာနေနေလာဝင်လိုက်မယ်အာဗီဒီယိုတင်ထားတဲ့အခါမင်းလေးလာချင်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ YouTube channel လေးမှာတင်ထားတာရှိပါတယ်ပေါ့နော်အာ Microsoft ကစာဒီမှာသင်ခန်းစာပေါင်းအများကြီးပေါ့နော်သင်ခန်းစာတွေအများကြီးစုံတယ်ဒီမှာတစ်ချက်လာပြီးတော့အဲလေ့လာလို့ရပါတယ် အဲ့ဒါဆိုရင်ကျွန်တော်ကဒီတော့ဒီနေ့လေ့လာမှာတော့ gamma မှာကျွန်တော် password ပုံလေးတွေဘယ်လိုမျိုးအလွယ်တူလုပ်လို့ရတယ်ဆိုတဲ့နေလမ်းကိုတစ်ချက်သွားကြည့်ကြမှာပေါ့နော်ခေကျွန်တော်ဒီဘက်မှာလေ့လာမှရှင်လဲကျွန်တော် gamma software လေးတွေလေးကျွန်တော်ကနေပြီးတော့သင်ခန်းစာတွေဖြည့်ပေးထားတာရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီဘက်မှာရှင်းသွားမယ်ကျွန်တော်လောက်ထားတဲ့ password ပုံကကြတော့ဒီပုံလေးပေါ့နော် ဒီမှာကြာတော့72ပုံလုံးလို့ရတယ်6ပုံလုံးလို့ရတယ်ကျွန်တော်က7ပုံပဲအဲလုံးထားတာဖြစ်တဲ့အတွက်ပြီးတော့ရင်ကျွန်တော်ကဒီဘက်မှာကံပါကိုသွားဖွင့်လို့ရပါတယ်ဒါဆိုရင်ခုနကကျွန်တော်လုံးထားတဲ့ဒီကောင်လေးပေါ့နော်အဲကိုယ့်အကူလုံးမယ်ဆိုလို့ရှိရင်ပထမဆုံးပတ်စဝတ်လုံးမယ်ဆိုင်းကိုတည်ရမှာပေါ့နော်အဲအပောင်းကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကိုယ်လုံးမယ်ပုံကိုလည်းဒီဘက် channel မှာ upload လုပ်ထားဖို့လိုအပ်တာပေါ့နော်အဲဆိုရင် customize လုပ်လိုက်ပါမယ် ဒီဘက်ကျမှာကျွန်တော်က password sign လုပ်မယ်ဆိုလို့ရှိရင်ဒီမှာအများတုံးတာကြတော့ကျွန်တော်ကဒီအလုံး၆တာတော့ပြီးတဲ့ password ပုံ password အာ password ရှောက်တဲ့အခါပြီးတဲ့ဒီမှာကြတော့ battery battery တင်တဲ့အခါကြတော့ time မှာကြတော့ကျွန်တော်လမ်းမနဲ့တုံးပါမနော်ဒီဘက်မှာကျွန်တော် PC လေးတွေပါလေးတွေဖြစ်နေတယ်ဆိုလို့ရှိရင်ဒီဘက်မှာ inkjet ကိုတစ်ချက်လာယူပေးဖို့လိုအပ်တာဒီမို့နော်ခေတာဆိုရင်စာလုပ်ရပါပြီ wait မှာကြတော့ကျွန်တော် set up မှာ 1.2ရဲ့ဒီဇိုင်းဟိုက်မှာကြာတော့1.4ပေါ့နော်အဲဆိုရင်ရပါပြီပြီးရင် create design ဆိုတာလေးကိုနည်းလိုက်ပါโอเคဒါဆိုရင်ဒီကောင်လေးကြာလာပြောနော်ဒီကောင်လေးကြာပြီဆိုလို့ရှိရင်ကိုလုံးမဲပုံကိုကျွန်တော် upload လုပ်ထားဖို့လိုအပ်တယ်ဒီဘက်မှာ current ပြောနေသလိုပဲဒီမှာ upload 2ကိုရှင်းနေလိုက်မယ်ပြီးတိုင်း upload file ကိုနေလိုက်မှာနော် ကိုလုံးမဲ့ပုံကိုကျွန်တော်ကဒီဘက်မှာတစ်ချက်အားပြုတင်ပေးလိုက်ပါမယ်ဒါကျွန်တော်ကအသက်အသေးအားလုံးပြန်တင်လိုက်ပါဘူးနော်โอเคဒါဆိုရင်ဒီပုံရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖက်ချန်လေးကိုပြောင်းပြီးတော့ထည့်လိုက်ပါမယ်ပြီးတော့ရင် edit ဆိုတာလေးကိုသွားမယ်ပြီးတော့ရင်ဒီမှာ remove bg ဆိုတာလေးကိုရှင်းနေလိုက်ပါမယ်နော် bg remove ပြောင်းပြန်နေရပါတယ်ခဏဆောင်ပြေးပါဦးနော်သူကတခါတည်း background တွေကိုဖြတ်ပေးတယ် အဲ့ဆိုရင်ဒီဘက်ချမ်းလေးမှာကိုသွားမှာငါဒီ file ထဲကိုတစ်ချက်သွားလိုက်ပါအဲ့ဒီမှာဒီမှာ setting ဆိုတာရှိတယ်အဲ့ဒီကောင်းလေးမှာ show margin ဆိုတာလေးကိုတစ်ချက်သွားလိုက်ပါဒါသာဘေးမြင်ပေါ်တော့ margin ပြီးတဲ့ရင်နောက်ထပ်တစ်ခေါက်သွားမယ် file ကိုသွားမယ် setting ထဲကိုသွားပါမယ်ဒီတစ်ခါကျတော့ show frame value ဆိုတာကကျွန်တော် print ထုတ်မယ်ပြီးတဲ့ရင်သူ့ရဲ့အနာကိုကျွန်တော်ဓာတ်ဖြတ်အောင်ချမှာနော်အဲ့ဆိုရင်ဒီလောက်လောက်အကျင်မှာကျတော့ကျွန်တော်ဓာတ်ဖြတ်အောင်ချမှာနော်ဒါ ဘလီဆိုတာကကျွန်တော်တစ်ခုနဲ့တစ်ခုအပွားဝဲကြမှာပြောတာပါပြီးရင်ကျွန်တော်ဒီကောင်လေးကိုပါလုံးမလဲဆိုလို့ရှိရင်ဒီဖက်ရှင်လေးက element ကိုတစ်ချက်သားလိုက်မယ်ပြီးရင် shape ဆိုတာလေးကိုတစ်ချက်လိုက်ပါမနော် shape မှာအယောင်လေးတွေပါနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုတစ်ချက်လိုက်ပါပြီးသားရင်ဒီဖက်မှာ transform no color ပေါ့နော် color မယူဘူးပြီးသားရင်ဒီဖက်ရှင်လေးမှာကြာတော့မှာကြာတော့ကျွန်တော်ဒီကောင်လေးယူထားမယ် ဘလောက်လောက်ယူမလဲဆိုလို့ရှိရင်0.5ပဲယူလိုက်တယ်။အဲဆိုရင်ဒီကောင်းလေးကဓာတ်ဖြည့်ရအဓာတ်ဖြည့်ရချမယ်။အဲ့ဒါအနာလေးကိုမြင်အောင်လို့ဒီလောက်လောက်အနေသားလေးမှာကျွန်တော်ကချပစ်လိုက်ပါမယ်။အဲဆိုရင်သူကဒီမှာအနာကိုဒါကျွန်တော်ဗီလီပေါ့နော်ဓာတ်ဖြည့်ရကိုချလိုက်တာဖြစ်တဲ့ပြန်ဒီဒီဘက်ကလူပုံကိုတစ်ချက်သွားမှာနော်တကယ်လို့ရွေးလို့မရဘူးလူပုံရွေးလို့မရဘူးဆိုလို့ရှိရင်ဒီဘက်ချမ်းလေးမှာ rapid ချနေပါပြေးသွားရင် လေယာဉ်ကိုတစ်ချက်သွားပြီပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီဘက်က right click တစ်ချက်နှိပ်ပြီးတော့လေယာဉ်ကိုတစ်ချက်သွားပါပြီးတော့ show လေယာဉ်ကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဒါဒီပုံလေးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဒီဘက်မှာဒီလူပုံလေးကိုတစ်ချက်ထောက်လိုက်မယ်ပြီးတော့ကျွန်တော်လူပုံလေးကိုခြီးလိုက်မှာနော်ခြီးမယ်ပြီးတော့ကိုလူသလောင်းလေးခြီးလိုက်မယ်အများကြီးဆိုရင်ဒီလောက်ခြီးအနေထားခြီးလိုက်မယ်ပြီးရင်ဒီအနာသားလေးကိုကြတော့

အဒီမှာဒီမှာတစ်ချက်သွားမနော်ဒီဘက်ခြမ်းလေးမှာတစ်ချက်သွားမယ်စိတရဲကျွန်တော်ကဟော sorry ဒီဘက်ကလူပုံဝေးရွေးမှာနော်လူပုံတော့ကျွန်တော်ဒီလာလာအနေထားမှာကျွန်တော်ရှားလိုက်မယ်ပြီးသားရဲကျွန်တော်ဒီခါလေးကိုဒီလာလာဝေးသွားလိုက်မှာနော်ပြီးရဲကျွန်တော်ဒီဒီခါလေးကိုဒီလာလာအနေထားတော့ဒီသူ့ရဲ့အနေထားတော့ဝေးရှားလိုက်မယ်ဒီခါလေးနည်းနည်းကြည့်လိုက်ပါမယ်ကြည့်လို့ပါဟောပြီးသားရဲဒီဘက်ခြမ်းလေးကသူ့ကိုဒီလာလာအနေထားလိုက်မှာနော် သူ့ကိုဒီလာလာပြီးရင်ကျွန်တော်ကဒီကောင်လေးလာရပြီဆိုလို့ရှိရင်လွှဲချလိုက်မယ်ပြီးသားတဲ့အခါကြားလို့ရှိရင်ဒီကောင်လေးကိုဘာလုံးမလဲဆိုလို့ရှိရင်ကျွန်တော်ကဒီဘက်ချမ်းက shape ကိုတစ်ချက်သွားယူမယ်ပြီးရင်အယောင်ပြင်မအောင်နော်အယောင်မှကြတော့ဒီမှာအတုံးနေတာအဖြူအောင်ဖြစ်တဲ့အတွက်အဖြူအောင်လေးယူပြင်မယ်အဖြူအောင်ယူပြီးပြီးတော့ဒီမှာတစ်ချက်သွားလိုက်ပါဦးနော်အဖြည့်ယူလိုက်မယ်နော်ဒီဒီကောင်လေးအဖြည့်ယူလိုက်မယ် ပြီးတော့ရက်ကလေးတစ်ချက်ထောက်ပြီးတော့ကျွန်တော်လေယာဉ်ကိုဖြတ်သွားမယ်ရှို့ကိုတစ်ချက်ထားလိုက်ပါမယ်ပြီးတော့ရကျွန်တော်ခုနအထည်လိုက်တဲ့ကောင်အောက်ကိုဆွေးချလိုက်ပါမယ်အဲဆိုရင်ဒီပုံစံလေးရိုက်ပါနော်ဒီပုံစံလေးရပြီဆိုလို့ရှိရင်ဒီ file အကိုဖြတ်သွားပါကျွန်တော်လောက်ထားတဲ့ကောင်ကိုပြန်ဖြုတ်ပြရမယ် setting လေးကိုတစ်ချက်သွားမယ် short margin ကိုချက်နိုင်မယ်ပြီးတော့ file ကိုထည့်သွားလိုက်မယ် setting လေးကိုသွားပါဒီမှာ show break belief ဆိုတာ belief ဆိုတာလေးကိုချက်နိုင်လိုက်လားဒီပုံစံလေးရထားပြီနော် အစရဲ့ကျွန်တော်ကလုံးဝကြာခံလုံးသိချာနေပြီပြည်သားရဲ့ကျွန်တော်ဒီကောင်းလေးကိုပါလို့မလဲအခုလုံးဆက်လက်ပြေးလိုက်မှာဟမ်โอเคဒီဒီပုံစံလေးရိုက်ပါနော် ။ဒါဆိုရင်ဒီဖက်ချက်လေးမှာ right click ချက်ထားပြီးတော့ဒီဘက်လေယာဉ်ကိုတစ်ချက်သွားကြည့်မယ်ကျွန်တော်နော်။ဒီဘက်က show လေယာဉ်ကိုသွားကြည့်မယ်ကျွန်တော် group ဖွဲ့ရမှာဘူးဒီကောင်လေးကို။လေယာဉ်ကိုတစ်ချက်သွားမယ်ပြီးတော့ show လေယာဉ်ပေါ့နော်။ဒါဆိုရင်ဒီကောင်လေးတွေကိုကျွန်တော် group ဖွဲ့လိုက်ပါမယ်။ဒီရဲ့ကျွန်တော်ကဒီကောင်လေးမှာ group တစ်ချက်သွားဖွင့်လိုက်မှာနော်ဒီမှာ group ပေးတဲ့အခါပေးတဲ့အခါကျရင်ဒီကောင်လေးကို right right click ထောက်ပြီးတော့ဘာလို့ရ copy တစ်ချက်ယူလိုက်ပါမယ် ပြီးရင်ဒီဘက်မှာအပေါင်းလေးကိုထည့်သွားမယ်။ဒါတန်မိုင်းလုံးပါမလား။ဒီဒီကောင်လေးမှာစာရွက်ယူရမယ်။ကျွန်တော်ကစာရွက်ဘလောက်လောက်ယူမှာလဲ။လေးချောင်းမှာ၁၂ပုံယူကျင်တာဖြစ်တဲ့အတွက်လေးကိုရွေးတယ်။ဒီကောင်အမြင့်မှာကျတော့ချောင်း။ဒီဒီမှာကျတော့အင်ချာပေါ့နော်။ပြန်ဖြေလို့တခြင်းနေလိုက်ပါ။ဒါကျွန်တော်ကခုနယူလာတဲ့ကောင်ကိုဒီမှာ right click ချထားပြီးတော့ fix ဆိုတာလေးကိုနှိပ်လိုက်မယ်။ခဏလေးစောင့်ပေးပါဦးနော်။ဒါဆိုရင်ဒီပုံလေးရောက်လာပြီ ဒီပုံလေးရောက်လာပြီဆိုလို့ချင်းကျွန်တော် order လေးကိုပြီပြီးတော့ရှေ့ order လေးပြီးတော့ကျွန်တော်ညီညီညာညာလေးဒီလားအပွားဝင်နော်ဂျာကဟာဂျာရောဒါဖြက်ရလေးထားထားပါလေးထားရတားလို့ရတယ်โอเคပြီးတော့ဒီသူတို့တုံးပေါ့ကိုခင်ဗျာရှစ်ပြီးလေးပြီးပြီးတော့အကောလုံးကို select ပြလိုက်ပါမယ်အဒီလိုလေး select ပြလိုက်လည်းရပါတယ်နော်ပြီးတော့ shift shift order ကိုပြီးပြီးတော့ဒီလာလာအပွားဝေးမှာကျွန်တော်ကထားလိုက်မယ် ပြီးသားရင်ဒီကောင်လေးအ6ပုံလုံးကိုကျွန်တော်က select ပေးလိုက်မယ်။ရှေ့ရ order ရပြီးပြီးတော့အောက်ကိုပြန်ဆွေးရှာလိုက်ကြ။အဲဆိုရင်ဒီလာလာအနေထားလေးပေါ့နော်။အဲဆိုရင်အပုံလုံးကို select ပေးလိုက်မယ်။ဒီ down arrow key လေးတွေနဲ့ကျွန်တော်ဒီ fashion လေးကိုနည်းနည်းလောက်ကြီးလိုက်မယ်ဆိုလို့ရှိရင်ရှင်းပြပါဘောနာအဲဆိုရင် passport ကိုဒီလိုလုံးလို့ရပြီဆိုရင်လည်းကိုတီးပါပါမယ်။အဲဆိုရင် share ဆိုတာဒီကိုချက်နိုင်မယ်။ပြီးတော့ download ဆိုတာဒီကိုလုံးကိုချက်နိုင်မယ်။ဒီ feature လေးမှာ ကြည်ပီးဒီဆိုတာလည်းကြည်ပီးယူနေပါပြီးရင်ဒေါင်းလောက်ကလောက်လောက်နေလိုက်မယ်အဲဒါဟိုပတ်ချတဲ့မှာကျွန်တော် print out လိုက်လို့ဆိုလို့ရှိရဲ့ဒါ passport form ဝင်လေလေဒီထာမန်နဲ့လောက်လို့ရတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီမှာ desktop မှာတစ်ချက်သိမ်းလိုက်မယ်အဲ့ဒါရင်ကျွန်တော်ဟိုဘက်ချန်နဲ့မှာတော့ point ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်လောက်လိုက်တဲ့ကောင်ကိုအဲဒီဖက်ချန်နဲ့မှာ okay ပေါ့နော်အဲ့ဒါရင်ဂမ်ဘာမှာအခုလိုမျိုး လေလေကူကူနဲ့ passport ပုံလေးလောက်ရရဆိုဒီနေ့လမ်းလေးကိုဝင်ရပေးသွားတာပါဒီထက်အဲဗီဒီယိုလေးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော် YouTube channel မှာအသာပြီးတော့ subscribe လုပ်ထားပြီးတော့ဒါဗီဒီယိုတင်တဲ့တရားဝန် address ဆိုလို့ရှိရင်ဘင်နာကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြလို့တောင်းဆိုရတယ်အားလုံးပဲဆက်ကြည့်ကြပါ